မင်္ဂလာပါရှင်။ခေတ္တမန္တလေးသတင်းဌာနရဲ့မေလာတရနေ့နောက်ဆုံးရစိတ်ဝင်စားစရာသတင်းများကိုစုစည်းပြီးတော့တင်ဆက်ပေးသွားပါရမရှင်။နေပြည်တော်ကျေးရွာသို့ထိ PDF များစီယုံရေးလာလို့တဲ့ဖြင့်တိုင်းမွခံဝင်ထိုးရ။နေပြည်တော်ကောင်စီနယ်မြေထဲကမြို့နယ်ချို့မှာ PDF တွေကကျေးရွာတွေထိဝင်ရောက်ပြီးစီယုံရေးတွေလှုပ်လာတာကြောင့်ဘုချုံဆုံမင်းတတိပေးခံဝင်ထိုးရတယ်လို့နေပြည်တော်သတင်းမြစ်တွေစီကသိရပါရတယ်။ လဲဝေးမျိုးတဲကကြည်ရွာချိုမှာ PDF တွေကရွာသားတွေကိုစီယုံရေးစနေကိစ္စကိုစစ်ထောင်လည်းကပို့ချုပ်ကြည်ရဝင်းဦးကိုတင်ပြခဲ့တာကြောင့်ပို့ချုပ်ဆိုမင်းကိုဧပြီလ29ရက်နေ့ကသတိပေးခန့်ဝင်ထုတ်ခိုင်းခဲ့တယ်လို့နေပြည်တော်သတင်းမြစ်ကပြောပါရယ်နေပြည်တော်လမ်းမအချို့မှာ PDF တွေကရင်စစ်စေးတာတိုက်ပွဲပေါ်ဆောင်တာတွေရှိလာတဲ့ပြင်စစ်ရေးတာဝန်နဲ့တွာလာနေတဲ့ပုံမှုအစင်တွေပါဖမ်းဆီးခံရတာကြောင့်လေသတိပေးခန့်ဝင်ထုတ်ရတာလို့စကခါ6နဲ့27သတင်းမြစ်ကပြောပါရယ် တိုင်းသားလက်နက်ကိုင်ဖွဲ့ရဲ့မြောက်ပင်ပေးမှုကြောင့်အင်အားကြီးထွာလာတဲ့ PDF အဖွဲ့တွေကိုထရင်တပ်ဖွဲ့တွေအနေနဲ့တရီထားဖို့နဲ့ရန်သူကိုအထင်မသေးဖို့စစ်ကောင်စောင်းနေရာလုံးကပြောဆိုထားပါတယ်။တမူးမြို့ကိုယခုနေ့အတွင်းရအောင်သိနိုင်ရေးစူးစမ်းမည်ဟု PDF ရေပေါ်များပြောအိန္ဒိယမြန်မာနယ်စပ်ရှိတမူးမြို့ကိုယခု2025ခုနှစ်တွင်သိမ်းပိုင်နိုင်ရင်စစ်စင်ရေးစတင်နေပြီးသိမ်းပိုင်နိုင်ရေးအတွက်စူးစမ်းသွားမည်ဖြစ်ကြောင်းတမူးခရိုင်ပြည်သူ့ကာကွယ်ရေးတမတော် PDF ရေဘော်တို့ကပြောပါတယ် ဧပြီလ29ရက်နေ့ကပြုလုပ်သည့်ကပ္ပညီနောင်ကမ်ပိန်း၌ပြည်သူများပါဝင်စေရေးနှိုးဆော်သည့်စကားဝိုင်းဆွေးနွေးပွဲတွင်တမုခေယအမတ်တတရင်နှင့်အမတ်နှင့်တရင်မှရေပေါ်များကတမုမြို့သိစစ်စည်ရေးပါဝင်ကပ္ပညီနောင်ကမ်ပိန်း၌ပြည်သူများပါဝင်ရန်လိုအပ်မှုအခြေအနေများကိုဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်ပါသည်တမုန်ခရိုင်တွင်စစ်စင်ရေးသည့်အခြားခရိုင်များနှင့်မတူပဲတော်လိုင်းတက်များနှင့်ဖြင့်စကားစီကိုသာမကပြူစော်တီကတ်သေး နာဂရှန်နီအစန်နီတို့ကပါတိုက်ခိုက်ရခြင်းဖြစ်ကြောင်းတမူခရိုင် PDF ရေဘော်တို့ကပြောပါရယ်တမူမြို့ရဲစကောင်စီလက်ပါစီပစ္စတီအကောင်တကယ်တော့ကတဲ့နဲ့နာဂလက်နကိုင်းများသည့်အိန္ဒိယနိုင်ငံတွင်သွာလာနိုင်သည့်အခြေအနေရှိကြောင်းတမူမြို့ရရှိရေးအတွက်တိုက်ခိုက်ရန်စိန်ခေါ်မှုများစွာရှိတော်လဲအ мян ဆုံးသိမ့်ပိုက်ထိန်ချုပ်နိုင်မှသာအခြားခရိုင်များသိမ့်ပိုက်ရင်ညာစွာအထောက်အကူဖြစ်စေမည်ဟုစကားဝိုင်းဆွေးနွေးပွဲ၌ပါဝင်သည့်တမူခရိုင် PDF ရေဘော်ကပြောပါရယ် ထို့ကြောင့်အစာရှုံနေနေဖြင့်အောင်မြင်မှုရအောင်လုပ်ဆောင်နိုင်ရေးကပေါ်ညီနောင်ကံပိန်၌ပါဝင်သွားရန်ပြည်သူများကိုတိုက်တွန်းလိုကြောင်းလက်ရှိတိုက်ပွဲများ၌ရဲဘော်အထုမကြဆုံးသင့်မဲကြဆုံးခဲ့ရကြောင်းជីကာအုပ်ထုများအပြေဝမစင်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်းပြောဆိုထားပါသည်တမှုမျိုးဆိုရာကြီးကိုကျွန်တော်တို့ထိန်ချုပ်နိုင်ပြီဆိုတာနဲ့ကလေးမျိုးဆိုရာတင်ဖို့အတွက်ကမခင်ရင်တော့ဘူးဟုတမှုခရိုင် PDF ရဲဘော်ကပြောပါသည် စကိုင်းတိုင်းကလေးနဲ့တမွန်ခရိုင်များပါဝင်သည့်ကဘော်ဒေတာလူမျိုးရေးအထူးဦးစားပေးဆောင်ရွက်နေကြောင်းအမျိုးသားညီညွတ်ရေးဆွေရအန်ယူဂျီကာကွယ်ရေးဝန်ကြီးဌာနကြီးထောင်စုဝန်ကြီးဦးရင်မွန်ကမက်လ20နှစ်ရည်နေရင်ပြောကြားထားပါသည်ချင်းနှင်းမြင့်နှင့်အိန္ဒိယနယ်စပ်ကြားဂျိုင်ဝမ်လွင်ပြင်ဒေတာဖြစ်သောကဘော်ဒေတာသည်အမတ်တစ်စဒေတာ၏အရေးကြီးသည့်ဒေတာဖြစ်ပြီးရင်းဒေတာ၌ကလေးနှင့်တမွန်မျိုးမှပါဝင်ကြောင်းဝန်ကြီးဦးရင်မွန်ကပြောပါသည် နိုင်ငံရေးနိုင်ငံခြားရေးကုန်သွယ်ရေးနဲ့စီရေးအရာသမိုင်းတလျှောက်ရေးပါခဲ့သည့်ရင်းကပေါ်ဒေတာကိုလွတ်မြောက်ရေးနဲ့မြေဖြစ်ရေးဦးစားပေးဆောင်ရရန်ရှိနေကြောင်း၎င်းကဆိုပါသည်။ကာကွယ်ဝင်ကြီးဌာနအမတ်တစ်စီရီသားအနေနဲ့လည်းဒီဒေတာဒီနယ်မြေလွတ်မြောက်ရေးကိုအထူးဦးစားပေးနေတဲ့စင်စားဆောင်ရွက်နေရလဲရှိရလို့ပြောရပါမယ်ဟုဝင်ကြီးဦးရင်မူကပြောပါရင်။နေပြည်တော်ရင်စကိုင်းငလင်းကျောင်းပြည်စည်းသွားသောယုံဌာနအဆောင်များကိုမူလတည်ဆောက်ခဲ့သောကုမ္ပဏီများက ပြင်ဆင်တည်ဆောက်ပေးရမည်ဟုစကားစီကတရားဝင်ကြေညာလွှတ်တော်ကိုတည်ဆောက်ခဲ့သော ACE ကုမ္ပဏီပိုင်ရှင်ဦးတင်ဆန်နှင့်ဘူချိုဟောင်းတာသမီတို့စကားစီကိုမဆက်သွယ်တော့ဘဲတင်ဆောင်နေပြည်တော်ရင်စကိုင်းကလေးကြီးကြပျက်စီးသွားသောယုံထာနာအဆောင်များကိုမူလတည်ဆောက်ခဲ့သောကုမ္ပဏီများကပြင်တည်ဆောက်ပေးရမည်ဟုစကားစီကတရားဝင်ကြေညာပါသည်ယမန်နေ့နေပြည်တော်ရင်ပြုလုပ်သောအဆောင်များပြန်လည်ပြုပြင်အသုံးပြုရင်းနှင့်အသက်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ၏ပထမကျင်းလုပ်ငန်းညီနက်အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌကာကွယ်ရေးဝန်ကြီးပိုချိုကြီးမမောင်အီကယင်းတို့ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်ကြောင်းစစ်ကောင်စီဝါရဖြန့်စင်းစာများတွင်ဖော်ပြထားပါသည်။နေပြည်တော်တွင်မက်လာ၂၈ရက်နေ့ကလောက်ခတ်ခဲ့သောစကိုင်းငလျင်ကြီးကြောင့်အစိုးရဝန်ကြီးဌာနအဆောင်များပြူကြပျက်စီးခဲ့ရာတွင်နီလန်သုံးသွယ်ဖြင့်ပြင်ဆင်တိစားသွားမည်ဖြစ်ကြောင်း၎င်းတို့နှင့်ယုံဌာနအဆောင်များကိုပြင်ဆင်ရန်မူလတိစားခဲ့သောကုမ္ပဏီများကိုတာဝန်ပေးဆောင်ရွက်ခြင်းဖြစ်ကြောင်းကာကွယ်ဝန်ကြီးပိုချိုကြီးမမောင်အီကဆိုပါသည်။ စကိုင်းငလင်းကျောင်းနေပြည်တော်တွင်ပြိုကျပျက်စီးခဲ့သောအဆောင်များစွာနှင့်မှသမရအိမ်တော်မှအေဒင်ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ဦးချစ်ခိုင်ကတာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီးဒုတိယသမရနေအိမ်များနှင့်လွှတ်တော်ဥက္ကဋ္ဌနေအိမ်များမှထူးကုမ္ပဏီပိုင်ရှင်ဦးတေစာကတာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်နေပြည်တော်ရှိငလင်းကျောင်းပြိုကျပျက်စီးသွားသောဝနသိတ္တိအခစားယုံမှ Max မြန်မာပိုင်ရှင်ဦးစောစောကတာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်နေပြည်တော်လွှတ်တော်အဆောင်များမှ အစီကုမ္ပဏီပိုင်ရှင်ဦးတင်ဆန်ကတိစောက်ခဲ့ခြင်းဖြစ်ပြီးဦးတင်ဆန်မှာစကားစီကိုဆက်သွယ်တော်ခြင်းမရှိဘဲတိန့်ရှောင်သွားကြောင်းသိရပါတယ်။ဖူချိုတီဟောင်းရှိမဲအီတာတိုးနိုင်မဲအောင်သက်မဲနေပြီးတော့ကောင်စီဝင်ပုံမူကြီးဟောင်းတိန့်ညွတ်အီတာမွေးရဝင်ကြီးဟောင်းမမောင်သိန်းတာကုမ္ပဏီများပါဝင်နေပြီးတော့ဆောက်လုပ်ရေးလုပ်ကိုင်ခွင့်များရရှိခဲ့သောစစ်ဘုချိုဟောင်းများ၏မိသားစုဝင်များနှင့်အတိုင်းဝိုင်းများမှလည်းတိန့်ရှောင်ကုန်ကြပြီးအထူးသဖြင့်စကားစီကိုပြန်လည်ဆက်သွယ်ကြောင်းသိရပါတယ်။ငလေကြောင့် လေးစိတ်ဆက်သွယ်ရေးတာဝန်တိုင်းပြုကြပြီးနေပြည်တော်လေးစိတ်ခမ်းမပြုကြမှုတက်အဓိကတာဝန်ရှိသူမှာအီရှာဝါကုမ္ပဏီပိုင်ရှင်ဦးထွန်းမြင့်နိုင်ဖြစ်ပြီးအေဝမ်ဆက်လုံရေးကုမ္ပဏီဦးအိုက်ထွန်းပိုင်သောရွှေတောင်ဆက်လုံရေးကုမ္ပဏီနှင့်ဦးစော်ဝင်းရှိန်ပိုင်သောအေအာဟန်တာကုမ္ပဏီတို့မှလည်း၎င်းတို့တည်ဆောက်ခဲ့သောဝင်ကြီးဌာနရုံးများနှင့်စီရင်အဆောင်များတွင်ပြင်ဆင်တည်ဆောက်ရမည်ဖြစ်ကြောင်းသိရှိရပါသည်သမရထရန်ဤရတရားတက်တန်းတွင်ဖန်ဆီးခဲ့သောရွှေပြောင်းနေထိုင်သူရာဇဝတ်တရခန် တရားဥပဒေတပ်ပေါ်များကိုအင်ဖီရိုရင်ခင်ကျင်းပြထားပါပြီးမြန်မာနိုင်ငံသားသုံးဦးပါဝင်အမေရိကန်သမ္မတထရန့်ဤအာနာယယူပီရဲ့တရားသက်တမ်းအတွင်းဖန်ဆီးခဲ့သောရှေ့ပြောင်းနေထိုင်သူရာဇဝတ်တရားခံတရားဥပဒေတပ်ပေါ်များကိုအင်ဖီရိုရင်ခင်ကျင်းပြသားထားပြီးမြန်မာနိုင်ငံသားသုံးဦးပါဝင်ကြောင့်အမေရိကန်အင်ဖီရိုရီအီဗရလန်28ရက်နေ့ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်အမေရိကန်သမ္မတထရန့်က၎င်း၏ဒုတိယကြိမ်ပြည်လဲရွေးကောက်ခင်ရသည့်သမ္မတသက်တမ်းရဲ့တရားအတွင်း မေရိကန်နိုင်ငံသို့ရှေ့ပြောင်းနေထိုင်သူများအနက်မှရာဇဝမှုကျူးလွန်သူတရားခွင်များကိုဖမ်းဆီးသက်ဆိုင်ရာမိခင်နိုင်ငံများသို့ပြန်ပို့ခြင်းဖမ်းဆီးချုပ်နှောင်ခြင်းကဲ့သို့သောတင်းချက်သောမူဝါဒဖြင့်ဆောင်ရွက်ခဲ့ကြောင်းထို့သောဆောင်ရွက်ရာတွင်ဖန်ဆီးခဲ့သောရာဇဝမှုကျူးလွန်သူတရားခွင်အများပြားနှင့်မှတရားဥပဒေရုပ်ပုံများနှင့်၎င်းတို့ကျူးလွန်ခဲ့သောပြည်မှုများကိုဓာတ်ပုံများထုတ်ဝေကအင်ဖျူရာရင်ခင်းကျင်းပြတာထားကြောင်းသိရပါသည် အစောအရှိပြန်ရဆွေတရားခန်းတရားဥတွင်မြန်မာနိုင်ငံသား၃ဦးပါဝင်ပြီးနံပါတ်အမှတ်စဉ်59ဖြင့်မြန်မာနိုင်ငံသားတေမြင့်အမှတ်စဉ်89အဖြစ်မြန်မာနိုင်ငံသား Mlan KAB အမှတ်စဉ်80ဖြင့်မြန်မာနိုင်ငံသားတို့ဖြစ်ကြောင်းသိရှိရပါသည်။သက်53နှစ်ရွယ်မြန်မာနိုင်ငံသားတေမြင့်သည်တက္ကသိုလ်ပြည်နယ်တွင်ကလေးတငယ်ပေါ်အကြီးစားနေပိုင်းဆိုင်ရာစကားမှုဖြင့်ဖမ်းဆီးခံခဲ့ရပြီးထောင်ဒဏ်12နှစ်ကြာခံခဲ့ရသူဖြစ်ကြောင်းအမေရိကန်လူမှုကြီးကြပ်ရေး ICE Dust က 2025ခုနှစ်မတ်လ3ရက်နေ့တွင်ဖန်ဆီးခဲ့ကြောင်းပြည်မြင့်ကို2029ခုနှစ်ဇန်နဝါရီလ28ရက်နေ့နေ့ဆွဲဖြင့်နိုင်ငံထေမထုတ်ပြန်ရန်အမေရိကန်တရားရုံးကအမိန့်ချမှတ်ထားကြောင်းသိရှိရပါသည်။ဖန်ဆီးခဲ့ရသောမြန်မာနိုင်ငံသားတဦးမှာဆီမူယယ်လန်စိန်ဖြစ်ပြီးဖူးဖြင့်ထောင်ဒဏ်ဆဲနှင့်ချမှတ်ခံထားရကြောင်း၎င်းကို အမေရိကန်လူမှုကြီးကြပ်ရေး ICE Chicago က2025ခုနှစ်ဖေဖော်ဝါရီလ14ရက်နေ့တွင်ဖန်ဆီးခဲ့ကြောင်းသိရပါသည်။ အမေရိကန်လူမှုကြည်ကြရေး ICE ကဖန်ဆီးခဲ့သောတတိယမြောက်နိုင်ငံသားမှာ Tamlan KAP ဖြစ်ပြီးကလေးသင်ငယ်ပေါ်မှဆိုင်ရနောက်ရှဲမှုဖြင့်ထောင်တန်ခုနှစ်ချမှတ်ခံခဲ့ရပုသူဖြစ်ကြောင်း၎င်းကို2025ခုနှစ် FIFA 19ရက်နေ့တွင် ICE Chicago ကဖန်ဆီးခဲ့ကြောင်းသိရှိရပါသည်။ဟုတ်ကဲ့ပါရှင်ခစ်သစ်မန်လေးရဲ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးမှုကိုဒီမှာပဲရနာပါရစေ။အစွန်ဒီကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်။